မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စကောင်စီတက်ကနိုင်ငံတော်မှာစစ်ပြေးရဲပြေးတွေအပြင်စီဒီအမ်ဝန်တန်းတွေနဲ့နိုင်ငံရေးတကြွတုံရှားတဲ့လူတွေကိုပါ National Database စနစ်နဲ့ပေါ်ထုတ်ဖန်ဆီးဓာတ်တွေလောက်လာနေပြန်လို့ဆိုပါတယ်ဂင်ဘီနကကင်းယူတမခုနှစ်နေမြန်မာရှိတဲ့ GNL စီဥစည်းချုပ်ဘူဂျိုဂျီစောဂျော်နီရဲ့နေအိမ်အနီးကိုအကြံဖက်စကောင်စီတက်ကအသိအကန်ဒရုန်းတွေနဲ့ပြစ်ခတ်တိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကြံဖက်စစ်ကောင်စီတပ်ကနိုင်ငံတော်မှာစစ်ပရဲပြည်တွေအပြင် CDN ဝန်တန်းတွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတွေကိုပါ National Database စနစ်နဲ့ဖော်ထုတ်ဖန်ဆီးဓာတ်တွေလောက်လာနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကရုံခစ်တစ်ကိုပြောပါတယ်။အကြံဖက်စစ်ကောင်စီကနိုင်ငံတော်မှာရှိတဲ့စစ်ပရဲပြည်တွေအပြင် CDN ဝန်တန်းတွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတွေရဲ့မှတ်တမ်းတွေကို National Database ကွန်ပျူတာစနစ်ထဲမှာအသေးစိတ်မှတ်တမ်းတင်တာတွေလုပ်နေတယ်ဆိုပါတယ်။အဲ့ဒီစနစ်တွေကို စစ်တပ်ရာရှိတွေနဲ့လောက်ကကအချိန်မြင့်ဝင်ရောက်ကြည့်ရှုနိုင်ပြီးတို့မတင်ငါတဲ့သူတွေကိုလည်းဓာတ်ရိုက်စစ်ဆေးနိုင်တယ်လို့အဲဒီစနစ်ထဲမှာနိုင်ငံရေးပြည်မှုမှတ်တမ်းရှိတဲ့သူတွေကိုလည်းမှတ်ပုံတင်ထားတယ်လို့နေပြည်တော်စစ်တပ်တရင်ရေးမိကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုအချက်ပတ်စကောက်စီရဲ့ National Database စနစ်နဲ့စစ်ဆေးနိုင်တဲ့ gate တွေကိုအမှတ်3လမ်းစုံရောင်မန္တလေးအမြန်လတ်26မိုင်လက်ကူဘကူအဆက်မင်းလွယ်ဂုံ gate ညောင်ခါရှိဖအန် gate ညောင်ရီနေဇက်ဂိတ်တချီလေးနေဇက်ဂိတ်ကော့ပေါင်းနေဇက်ဂိတ်တွေမှာပါစစ်ဆေးလို့ရနေပြီဖြစ်တဲ့အတွက်တက်ဆိုင်တဲ့သူတွေအနေနဲ့သတိထားကြဖို့လိုအပ်ပါတယ်လို့လည်းနေပြည်တော်စစ်တပ်တရင်အရေးမြစ်ကအသိပေးထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ဒဲကငတယောက်မြို့နယ်ကွယ်မှာအချက်ဖက်စကောက်စီတက်စစ်ကြောင်းတစ်ကြောင်းလုံးချိန်မုံခံရပြီးတဲ့နောက်ညောင်ဦးမြို့နယ်အတွင်းဝင်ရောက်လာတဲ့အချက်ဖက်စကောက်စီတက်ကိုတော်လန်ကြီးပူပေါင်းတက်တွေကထပ်မံကြပြတ်တက်ခိုင်မှုအတွင်းစေကောင်းစီတက်သား၅ဦးကတော့အ တီတီတေကုံကြပြန်တယ်လို့ပကံဘိုးချိုးအဖွဲ့တာဝန်ခံရက်ခကရန်ကုန်ခေတ်တွေကိုပြောပါလေဖြစ်စဉ်ကတော့မတ်လ14ရက်နေ့ကပဲညအုံမျိုးနဲ့ငတယောက်မျိုးနဲ့ကွဲမှာဂျပန်စကောင်စီတပ်စစ်ကြောင်းတကြောင်းလုံးချိန်မုံခံရပြီးတဲ့နောက်မတ်လ16ရက်နေ့မှာညအုံမျိုးနဲ့အတွင်ဝင်ရောက်လာတဲ့အကြက်ဖက်စစ်ကောင်စီတပ်ကိုညအုံ6လမ်းမိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေကဖျက်အားပြင်းမိုင်းတွေပါအုံပြုပြီးထတ်မှန်ကြဖြတ်တိုက်ခိုက်ချိန်မုံခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား9ဦးကတော့အသေးသေးတေကုံကြပြီးတဲ့နောက် အဲ့ဒီစစ်သားမသားအလောင်းတွင်းကိုပါကားပေါ်ဆွဲတင်ပြီးမောင်းပြေးသွားကြတယ်လို့ပကံဘိုးချိုအဖွဲ့တာဝန်ခံရက်ခတ်ကပြောထားပါတယ်ခင်ဗျာဒီတခါမကွေးတိုင်းပတ်မှာလဲစလင်းမြို့နယ်အတွင်းအချက်ဖက်စကောင်စီတက်တဲ့တော်လန်ရေးပူပေါင်းတက်တွေအကြတိုက်ပွဲတွေပြင်းထန်နေပြီးအင်အားဖြည့်ဖို့လာတဲ့စစ်ကားတစ်စီးလဲကြားဖြတ်တိုက်ခိုက်ခံရပြီးတော့စစ်သားတဦးဥကောင်းပွင့်ထွက်သွားတဲ့ကြီတိမှန်ဒံယာနဲ့ပဲပွဲချင်းပြီးကိုတေသွားယုံနေမှာကဒံယာရတဲ့စစ်သားတွေပါတော်တော်များထားတယ်လို့ ဘာမအာမီတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်လက်ရှိစလင်းမြို့နယ်ကနေစင်ဖြူကျွန်းဘက်ကိုမတ်လ၁၆ရက်နေ့ကစပြီးစစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပါတယ်တော်လိုင်းပူပေါင်းတပ်တွေကတော့အဲ့ဒီလိုစစ်ကြောင်းထိုးလာတဲ့အချက်ဖက်စစ်ကောင်စီတပ်ကိုလမ်းတစ်လျှောက်ကြားပြတ်တိုက်ခိုက်ချင်းမုန်နေပြီးအင်အားဖြည့်ဖို့လာတဲ့စစ်ကားတစ်စီးလဲဖြတ်တောက်တိုက်ခိုက်ခံရတယ်လို့အဲ့ဒီမှာစစ်ကောင်စီတပ်သားတအုပ်ဆိုရင်ဥကောင်ပွင့်ထွက်သွားတဲ့ကြီတိမှန်ဒဏ်ရာနဲ့ပဲပွဲချင်းပြီးကိုတိတ်သွားရုံနဲ့မကဘူး ဒဏ်ရာရတဲ့စစ်သားတွေလည်းတော်တော်ကိုများထားသေးတယ်လို့ဘာမှအာမီတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့အချက်ဖက်စစ်ကောင်စီတပ်ကစလင်းမြို့နယ်အတွင်းတန်ကြက်ကကားတွေပါအုံပြုပြီးစစ်ကြောင်းထိုးတာတွေလုပ်နေတယ်လို့ဒေါ်လိုင်းတပ်တွေကလည်းအဲ့ဒီစစ်ကြောင်းတွားရတလျှောက်နေစဉ်ရက်ဆက်လိုက်လံတိုက်ခိုက်ချေမုန်းနေတဲ့အပြင်စစ်ကောင်စီဘက်ကအသေးတဲ့သူတွေဒဏ်ရာရတဲ့သူတွေများပြီးအထိနာနေပြီမဲ့နောက်ထပ်အင်အားဖြည့်တင်းဓာတ်တွေပါလုပ်နေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ဘာမှအာမီတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့စစ်တပ်ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကပဲမန္တလေးတိုင်းတောင်သာမြို့နယ်မကြီးပင်တဲရွာဖုန်ကြီးကျောင်းကိုစက်တပ်လေဒီနဲ့ဘုံကျဲတိုက်ခိုက်သွားပြန်တဲ့အတွက်ဖုန်ကြီးကျောင်းအဆောက်အဦတွေလည်းပြိုကျပျက်စီးသွားခဲ့ရပြန်တယ်လို့တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါရတယ်။ဒါကတော့ဒီကနေ့မတ်လ16ရက်နေ့မနက်အစောပိုင်းမှာပဲ တောင်တာမြို့နယ်မကြီးပင်တဲရွာဖုံးကြီးကျောင်းကိုအချက်ဖက်စကောင်းစီတက်ကဆက်တက်လေဒီနဲ့လာပြီးဘုံသီးရှစ်လုံးကျဲချတက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်းစီရဲ့လေကျောင်းတက်ခိုက်မှုကြောင့်ဖုံးကြီးကျောင်းနဲ့ပြိုကျပျက်စီးသွားတယ်လို့လူနေအိမ်တွေလည်းထိခိုက်ပျက်စီးထားတယ်လို့သိရပါတယ်။တစ်ဖက်မှာတော့အချက်ဖက်စကောင်းစီတက်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတက်တွင်တွင်ပြောနေပြီမြေလက်တွင်မှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဖျားဇေဒီတွေ ဘုံကြီးကြောင်းတွေအပါအဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေုံနဲ့မကတန်ကားဒေါ်လီပါမချန်ဤမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ တ်ဖက်မှာတော့အကြံဖက်စကောင်စီတက်ကပြူးလေမြို့မှာနေထိုင်တဲ့ရခိုင်တိုင်းရင်းသားကိုနေစိုးဆိုတဲ့သူကိုဒေါ်လာ1တက်ဖက်တွေနဲ့ဆက်ဆက်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဖန်စီလိုက်ပြန်တယ်လို့သိရပါတယ်အဲ့ဒီလိုပြူးလေမြို့နဲ့ရခိုင်တိုင်းရင်းသားကိုနေစိုးဆိုတဲ့သူကိုပြူးလေမြို့ရေချမ်းဦးရက်ကွက်မှာစစ်ကောင်စီကဖမ်းဆီးလိုက်တဲ့ဆိုပြီးမတ်လ18ရက်နေ့ထုတ်စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာမှာပါဖော်ပြထားပါသေးတယ်။အဲ့ဒီစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာထဲမှာဖော်ပြထားတာကတော့ ပြည်ဦးလေးမြို့နယ်ရခိုင်တိုင်းရင်းသားကိုနေဆိုးဆိုတဲ့သူဟာတော်လိုင်းရေးဖွဲ့စည်းတွေဖြစ်တဲ့ CRPH UNG တို့နဲ့ပါပတ်သက်ဆက်နွယ်တဲ့ဆိုတဲ့အကြောင်းပြချက်အပြင်လူမှုကွန်ရက်မှာနိုင်ငံကိုတည်ငြိမ်မှုပြပြအောင်ဝါရဖြန့်ရေးသားတဲ့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ပါဖန်စီထားတယ်ဆိုပြီးဖော်ပြထားပါတယ်လက်ရှိမှာတော့အဲ့ဒီရခိုင်တိုင်းရင်းသားကိုနေဆိုးဆိုတဲ့သူကိုစစ်ကောင်စီတပ်ကပြည်ဦးလေးရစ်ကတ်မှာဖန်စီထားပြီးအမှုဖွင့်အရေးယူဖို့လုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတပ်ဖက်မှာတော့ကင်းပြည်နယ်ကကဲညူတမဟာခုနှစ်နေမြမှာရှိတဲ့ KNLC ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျွန်နီရဲ့နေအိတ်အနီးကိုအချမ်းဖက်စကောက်စီတပ်ကအသေးကန် drone တွေနဲ့ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ KNU သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့မတ်လ18ရက်နေ့မနက်အစောပိုင်း3နာရီဝန်းကျင်လောက်မှာပဲအချမ်းဖက်စကောက်စီတပ်ကလွတ်တင်လိုက်တဲ့အသေးကန် drone 3စီးဟာ KNU တမခွနစ်နယ်မြေတဲက KNLC ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျွန်နီရဲ့နေအိတ်အနီးကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုပောက်ကွဲမှုကြောင့်လူထိခိုက်မှုတစုံတရာမရှိပေမဲ့ ောက်ကွဲမှုကတော့အရင်ထက်ပိုပြီးပြင်းထန်တယ်လို့လည်းကဲညူတရင်ရင့်မိကပြောထားပါလေဒါကတော့မတ်လ14ရက်နေ့ကပဲအဲ့ဒီကဲညူတက်မှခုနှစ်နေမီတဲကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အချက်ပတ်စကောင်စီရဲ့ပူလူတူတက်စကန်ကို GNL နဲ့မဟာမိတ်ပူးပေါင်းတက်တွေကတင်ပိုက်လိုက်ပြီးတဲ့နောက်အခုလိုစစ်ကောင်စီဘက်ကကဲညူဌာနချုပ်ရှိရာနေရာကိုအသေးခံ drone နဲ့လာရောက်တိုက်ခိုက်သွားတာဖြစ်တယ်လို့လည်းကဲညူတရင်ရင့်မိကတုံ့သက်ပြောဆိုထားပါသေးတယ်ခင်ဗျ ဟုတ်ကဲ့ဒါရောရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ